အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့ Boom Education AC ကျွတ်ကနေပြီးတော့ရုံသုံးချောင်းသုံး Microsoft ကအသုံးပြုပုံ tips နည်းလမ်းနေနဲ့ပတ်သက်ပြီးတော့ဆက်လက်မျှဝေသွားမှာဖြစ်ပါတယ်။ဒီနေ့ရဲ့ video သင်ခန်းစာမှာတော့ကျမတို့ဟိုပေါ့နော် document တခုကိုဖန်တီးထားတယ်။ဒီ document ကအရေးကြီးတဲ့ document ဆိုရင်မိမိကလွဲလို့တခြားသူတွေကိုဒါ share လုပ်ပေးတဲ့ဟာမျိုးကိုတခြားသူတွေကမိမိရဲ့ document ပါအကြောင်းအရာတွေကိုဒါအလွဲတကူနဲ့ပြင်ဆင်လို့မရအောင်ဘယ်လိုမျိုး safe လုပ်သွားမလဲဆိုတဲ့ပတ်သက်ပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်။ အခုဒီမှာကျမက document တစ်ခုဖန်တီးထားတယ်ဒီ document ကိုကျမပုံမှန်အတိုင်းပဲပေါ့เนาะ save လုပ်မယ်ပေါ့ဒါဆိုရင်ဒီ save လုပ်တဲ့နေရာမှာဆိုရင်ပုံမှန်ဒီကျမတို့ file နဲ့ကသွားမယ်သွားပါရခါမှာ save လုပ်မယ်ပေါ့ဒီပုံစံနဲ့သွားတယ်ပေါ့ဒီတခါမှာကျမတို့ဒီနဲ့ you save လုပ်တာမဟုတ်ပဲね password လေးခံပြီးတော့ဒီဖန်တီးထားတဲ့ဒီ document တစ်ခုကို password လေးခံပြီးတော့ save လုပ်တဲ့နည်းလေးပေါ့เนาะဒါလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်ဒီမှာကျမတို့ဒီမှာဆိုရင် save as လေးကိုနှိပ်လိုက်မယ်ပြီးတော့ဒီထဲကနေပေါ့เนาะကိုပုံမှန် save လုပ်ခြင်းနဲ့လမ်းကြောင်းကိုရွှေ ဖြစ်ပါတယ်ဒီမှာကျမတော့ browse လေးတဲ့ကနေပြီးတော့ကျမဒီ document နဲ့မှာပေါ့မှ save လုပ်ချင်တယ်အဲဒါကျမရဲ့ document 1ပေါ့ finding လေးကျမတစ်ချက်ပြောင်းပြီးတော့အာကျမ save လုပ်မယ်အပေါ်မှာဆိုရင်ကျမဒီတိုင်း save လုပ်လိုက်တာ ਨੇ ဒါပြီးသွားပြီပေါ့ဒီမှာတော့တခါလေး save လုပ်တာမဟုတ်ဘဲねကျမတို့ password လေးခံပြီး save လုပ်မှာဖြစ်တဲ့အတွက်ဒီ save ပေးနာက true ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါဒီမှာကျမတို့ general option ဆိုတာရှိရပါတော့ဒီ general option ကိုတစ်ချက်နှိပ်ပါမယ်ဒီမှာကို ထားခြင်းနဲ့ဒါ password လေးပေါ့အလွယ်တကူဖွင့်လို့မရအောင်ကျမတို့ password အာစကလုံးလေးလေးလုံးကိုရိုက်နှိပ်လိုက်ပါမယ်။အဲဒါကတော့သူပြောထားတဲ့အတိုင်းအစင်စစ် password လေးလေးရိုက်နှိပ်ထိုင်ရပါပြီ။အလုံးပြသပြီဆိုတာနဲ့ကျမတို့ဒီမှာ save တစ်ချက်လုပ်လိုက်မယ်။ ဒါဆိုရင်ခုနလေးစောင်းလိုက်တဲ့အခါမှာဆိုရင်တော့ကျမတို့ခုနကဒီ only ပေါ့နော် save ခုနနဲ့ milli လက်ပြောင်းသွားပြီ document one ဆိုပြီးတော့ကျမတို့ save တစ်ချက်လုတ်ပြီးသွားပြီပေါ့ဒါဆိုရင်ကျမတို့အခုဒီမှာရှိတဲ့ document လေးကိုနာမည် finding လေးပြောင်းပြီးတော့ save လုတ်ပြီးသွားပြီဒါဆိုရင်လုတ်ပြီးသွားပြီဆိုတော့ ਨੇ ကျမတို့ဒီ file လေးကိုပေါ့နော်ကျမတို့ပြန်ပြီးတော့ပိတ်လိုက်မယ်ပိတ်ပြီးသွားရင်တော့ကျမတို့ခုန save လုတ်ထားတဲ့နေရာလေးကိုပေါ့နော်တစ်ချက်ပြန်သွားရှာကြည့်ပါ ်ကျွန်မတော့ this pc တဲ့ကခုနက document ဆိုတဲ့နေရာလေးမှာကျွန်မ file လေးကို save ထားခဲ့တယ်အဲ့တော့ဒီမှာခုနကျွန်မ save ထားတဲ့ document 1 file လေးကိုဖွင့်လိုက်ပါမယ်ဒါဆိုရင်ကျွန်မပုံမှန်လိုမျိုးချက်ချင်းကြီးပေါ့နော်ဒီကိုဖန်တီးထားတဲ့ document ပွင့်သွားတာမျိုးမဟုတ်ဘဲね password ရိုက်ကမဲ့ box လေးကျလာမှာဖြစ်ပါတယ်ဒီနေရာမှာခုနကမိမိပေးထားတဲ့ passport ကိုပေါ့เนาะမှန်ကန်အောင်ရိုက်ထည့်ပြီးမှသာလင်ကျမတို့ဖန်တီးထားတဲ့ document ကို ဒါကြည့်လို့ရမှာဖြစ်ပါတယ်အဲဒီနည်းလမ်းလေးကတော့ပုံမှန်အဖြစ်ဒါပေါ့နော်ကိုအရေးကြီးရဲ့လုပ်ငန်းခွင်တွေမှာ ကိုရဲ့ဒီ document မှာပါတဲ့အကြောင်းအရာကိုသူများရဲ့အလွယ်တကူမြင်သွားတာမျိုးဒါမှမဟုတ်တဲ့ခါကျရင်မိဖန်တီးထားတာတွေကိုသူများကနေပြီးတော့အလွယ်တကူလာရောက်ပြင်ဆင်တာမျိုးတွေလုပ်လို့မရအောင်ဒါ password လေးခံပြီးတော့ပေါ့နော် save လုပ်ထားတဲ့နည်းလမ်းလေးဖြစ်ပါတယ်အဲဒါပုံမှန်ပေါ့နော်လုပ်ငန်းခွင်ဒါမှမဟုတ်တဲ့ခါကျရင်လေကိုယ့်ရဲ့အကြောင်းသင်ခန်းစာတွေမှာထောက်ကူပြုလိမ့်မယ်လို့ထင်ပါတယ် ဒါကတော့ကျမတို့ password လေးခံပြီးတော့ဒါ safe လုပ်တဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမှမဟုတ်ဘူးဒီဟာကတိတ်အေးမကြီးတော့ဘူးဒီဟာပြန်ပြီးတော့ password ခံရတာကိုမလိုချင်ဘူးပြန်ဖြတ်ချင်တယ်ပေါ့ဒါဆိုရင်ကျမတို့ထုံးစံအတိုင်းခုန file လေးကိုဝင်လိုက်ပါ save as ဆိုတဲ့နေရာလေးကိုတစ်ချက်ပြန်နှိပ်မယ်ပြီးတော့ရင်တော့ခုနကိုဖန်တီးထားတဲ့ဒီဟာကိုပေါ့နော်ဘယ်နှာမှာ save လုပ်ချင်လဲကျမတို့ browse တင်မှာခုနလူနေရာလေးမှာပဲ document အဲဒီနေရာလေးမှာပေါ့ နည်းနည်းလေးအေးပြန်ပြောင်းလိုက်မယ်ပေါ့နော် document A နောက်ပုံမှန် save လုပ်တာမျိုးမဟုတ်ပဲねသူ့ရဲ့ true ဆိုတဲ့ဘေးနားလေးကိုတစ်ချက်ပြန်နှိပ်ပါအဲ့ဒီမှာ general option တတိယနေရာလေးကိုတစ်ချက်နှိပ်လိုက်တယ်ဆိုတာနဲ့ဒီမှာပါတဲ့ password လေးတွေကိုအလွယ်တကူပြန်ဖြတ်လိုက်ပါလုံးဝဖြတ်ပြီးသွားပြီဆိုတာနဲ့ okay ကိုနှိပ်လိုက်ပါပြီးသွားရင်ကျမတို့ဒီမှာပုံမှန်အတိုင်း save လုပ်ပါမယ် ါဆိုရင် save လုပ်ပြီးပြီဆိုတာ ਨੇ အဲကျွန်တော်ဒီ document လေးကိုပေါ့เนาะပြန်ပြန်ပိတ်ကြည့်မယ်ပေါ့ပိတ်ပြီးသွားရင်ကျွန်တော်တို့ခုနကကို save လုပ်ထားတဲ့နေရာလေးတစ်ချက်ပြန်ကြည့်မယ်ကျွန်တော်တို့ခုန PC ထဲကနေပြီးတော့ဒီနာက document နဲ့မှာကျွန်တော် save လုပ်ထားတယ်ပြီးတော့ document e ဆိုတဲ့နာမည်လေးနဲ့ save လုပ်ထားဖြစ်ပါတယ်ဒါဆိုတစ်ခေါက်ပြန်နှိပ်ကြည့်ကြည့်မယ်ဒါဆိုရင်ကျမတို့ခုနကလိုမျိုး password ခံပြီးတော့ရိုက်နှိပ်ဆရာမလိုပဲနဲ့သူ့အလိုလိုတခါတည်းချက်ချင်းပွင့်လာမှာဖြစ်ပါတယ်။ဒီနီးလန်းလေးက Microsoft အသုံးပြုနေတဲ့သူတွေအတွက်ဒါအသုံးဝင်မဲ့ဒီ tips တွေတခုလို့ထင်ပါတယ်။အလုံးမဲ့မိမိရဲ့ကြောင်းသင်ခန်းစာတွေမိမိရဲ့လုပ်ငန်းခွင်တွေမှာဒီနီးလန်းလေးကိုပေါ့နော်အသုံးချပြီးတော့မိမိရဲ့ document တွေကိုဒီ password လေးတွေနဲ့တင်ထားခြင်းဒီနီးလန်းလေးတိုင်းအလွယ်တကူလုပ်လို့ရကြအောင်ကိုဒီ video လေးကနေတက်ဆင့်ဒါအကုန်လုံးအတွက်မျှဝေပေးလိုက်ပါတယ်။ ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးအတွက်အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုသင်ခန်းစာတွေမှာလည်း Microsoft Word အသုံးပြုပုံများရဲ့ဒါအားလုံးအတွက်အကျိုးရှိနိုင်မဲ့ tips လေးတွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။အားလုံးကျေးဇူးများတင်ပါတယ်ရှင်။